င်္ဂလာပါခင်ဗျရှင်ကုန်ခစ်တိကနေဒီနေ့နေ့လည်းကတရင်တွေကိုတင်ဆက်ပေးပါမယ်အချမ်းပတ်စစ်ကောင်စီကပြန်လဲအကောင့်ထဲပေါ်မဲ့စီမံကိန်းနှစ်ခုအတွက်တရုတ်ဆိုရပိုင်း China Asian Bank ကနေ American Dollar တန်း900နီးပါအတိုးမဲ့ချေပေးဖို့အတွက်စစ်ကောင်စီနဲ့တရုတ်ကြားအပြန်လဲသဘောတူထားပြန်နေဆိုပါတယ်ရှင်ကုန်မြို့မှာအချမ်းပတ်စစ်ကောင်စီလောက်ခံပြူစော့တင်မောင်းနေတဲ့တက္ကစီကားကိုငှားစီမိတဲ့ပန်တနော်ကဖြီးသွားလူငယ်၃ဦးဟာ စစ်သားတွေအပြစ်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြက်ဖက်စကောက်စီကပြန်လဲအကောင့်ထဲပုံမဲ့စီမံကိန်းနှစ်ခုအတွက်တရုတ်ဆိုရပိုင်း China Epson Bank ကနေ American Dollar သန်း200နီးပါအတိုးမဲ့ချေပေးဖို့အတွက်စကောက်စီနဲ့တရုတ်ကြားအပြန်လန်းသဘောတူထားပြန်တယ်လို့စာချုပ်ပါအချက်လက်ရသိရပါတယ် လက်ရှိအကြံဖက်စကောင်စီကပြန်လဲအကောင့်ထဲပေါ်ဖို့လုပ်နေတဲ့စီမံကိန်းနှစ်ခုဟာ e-government အချက်လက်စင်တာစီမံကိန်းနဲ့မော်တော်ယာဉ်တွေကိုမပုံတင်တဲ့နည်းပညာစနစ်စီမံကိန်းတို့ဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီစီမံကိန်းနှစ်ခုအတွက်တရုတ်ဆိုရပိုင် China Epson Bank ကနေ American Dollar တန်းနေရနီးပါအတိုးမဲ့ချေပေးဖို့အတွက်စစ်ကောင်စီနဲ့တရုတ်ကြားအပြန်အလှန်သဘောတူထားပြန်တယ်လို့သိရပါတယ်။အဲဒီစီမံကိန်းနှစ်ခုစလုံးဟာ NLD အစိုးရလက်ထက်ကစတဲ့အကောင့်ထဲပေါ်ခဲ့တာဖြစ်ပြီး အကြံဖက်စစ်ကောင်စီကအာဏာသိမ်းလိုက်တဲ့အတွက်စစ်ကောင်စီလက်ထက်မှာပြည်ပကနေကူညီမဲ့သူမရှိတော့ပဲရန်နာထားလိုက်ရတာဖြစ်တယ်လို့အခုကမှတော့တရုတ်စိုးရစီကနေစစ်ကောင်စီကချင်းငွေတွေယူပြီးလုပ်ငန်းကိုပြန်လဲစတင်ဖို့လုပ်နေပြန်တာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့ရန်ကုန်မြို့မှာအကြံဖက်စစ်ကောင်စီလက်အောက်ခံပြူစော့တီမောင်းနေတဲ့တက္စီကားကိုငှားဆီးမိတဲ့ပန်းတော်ကခီးသွွားလူငယ်၃ဦးဟာစစ်သားတွေအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့ ဖက်စီခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။နိုဝင်ဘာလဒုတိယအပတ်မှာပဲ AUD တိုင်းပတ္တနောမြို့နယ်ကဘော်ဒီကုန်းကျေးရွာနေလူငယ်၃ဦးဟာရန်ကုန်မြို့ကိုရောက်တဲ့အချိန်စကောက်စီလောက်ခံပြူစော့တီမောင်းတဲ့တက္ကစီကားကိုငှားဆီးမိခဲ့တယ်ဆိုပါတယ်။အဲ့ဒီအချိန်ပြူစော့တီတက္ကစီသမားဟာလူငယ်၃ဦးသွားခြင်းနဲ့နေရာကိုမပို့ပဲအကြပ်ဖက်စကောက်စီတက်ရဲ့စစ်သားစုဆောင်ရေးတက်ထဲကိုပို့ဆောင်လိုက်ပြီး ဲ့လိုအပုတ်ခံရပြီးမှလူငယ်၃ဦးရဲ့မိသားစုတွေကနေပေါ်တာဆွဲခံရပြီးဆိုတာကိုသိလိုက်ရတဲ့အတွက်ပြန်ရွေးထုတ်ဖို့စ조사ရမှာတော့ဘလို့မှမအောင်မြင်တော့ဘဲလူငယ်၃ဦးကိုပြန်ရွေးထုတ်လို့မရတော့ဘူးလို့လူငယ်တွေနဲ့နှိစက်သူတွေကပြောထားကြပါတယ်လက်ရှိမှာတော့အဲ့လိုပေါ်တာဆွဲဖန်စီခံရတဲ့လူငယ်၃ဦးထဲမှာတဦးကဆေးအောင်ပြီးရေတက်တဲ့ကိုအပုတ်ခံရမယ်ဆိုတာကိုသိထားရတယ်လို့ကျန်တဲ့လူငယ်၂ဦးကတော့ဘယ်နေရာကိုပုတ်ခံရမယ်ဆိုတာမသိရသေးဘူးလို့လဲဖန်စီခံရတဲ့လူငယ်၃ဦးနဲ့နှိစက်သူတွေကပြောထားကြပါတယ်ခင်ဗျ ဒီတခါဘကိုးတိုင်းဘက်မှာတော့ဂျိုးပင်ကောင်မြို့နယ်မှာစစ်မှုထမ်းတပ်သားတစ်အဖြစ်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ပြူစော့တီထွန်းမင်းဆုဆိုသူပြစ်ခတ်ခံရပြီးနေရာမှာပဲပွဲချင်းပြီးကိုသေသွားပြီလို့ Dragon Brothers PDF ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။နိုဝင်ဘာလ23ရက်နေ့ကပဲဂျိုးပင်ကောင်မြို့နယ်ဒေါင်းလူးချေရွာအနီးမှာလူငယ်တွေကိုစစ်မှုထမ်းတပ်သားတစ်အဖြစ်ပေါ်တာဆွဲဖမ်းဆီးနေတဲ့ပြူစော့တီထွန်းမင်းဆုဆိုသူကို Dragon Brothers PD ရဲ့ရဲဘော်တွေကနေတွားရောက်ပစ်ခတ်ရှင်းလင်းရမှာနေရာမှာပဲပွဲချင်းပြီးကိုသိမ့်သွားတယ်ဆိုပါလေအဲ့ဒီလိုပစ်ခတ်ရှင်းလင်းခံရတဲ့ပျူစော့တီထွန်မင်းဆိုးဆိုတဲ့သူဟာအကြပ်ဖက်စကောင်စီအတွက်အမာကန်သတင်းပေးဖြစ်တယ်လို့ဒေါ်လာရေးတပ်ဖွဲ့တွေရဲ့သတင်းကိုလည်းသူကိုယ်သူစုံတော့ပုံစံဖမ်းပြီးအကြည့်ကျဲလိုက်လံစုံစမ်းနေတဲ့သူဖြစ်တဲ့အပြင်လူငယ်တွေကိုပါစစ်မှုထက်တတတဲ့အဖြစ်ပေါ်တာဆွဲဖမ်းဆီးဓာတ်တွေတောက်လျှောက်လုပ်နေသူဖြစ်ပြီးအခုတော့သေပြီလို့ Dragon Brothers PD ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ မှာတော့ဒင်းသားကြီးတိုင်းဒဝဲခိုင်အတွင်းမှာအချက်ဖက်စစ်ကောင်စီတပ်ကိုစုပေါင်းအားနဲ့တိုက်ခိုက်ဖို့အတွက်ဒဝဲခိုင်တပ်ပေါင်းစုအဖြစ် MOD လက်အောက်ခံတရင်တပ်ဖွဲ့တွေစုပေါင်းဖွဲ့စည်းလိုက်ပြီးမြေပြင်တိုက်ပွဲတွေကိုပေါ်ဆောင်သွားမှာဖြစ်တယ်လို့ဒဝဲခိုင်တပ်ပေါင်းစုဗျူဟာမှုကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့အန်ဂျီဆိုရကာကွယ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားမှုအောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတမတော်ဒဝဲခိုင်တရင်အမှတ်1အမှတ်2ဒဝဲမြို့နယ်တရချောင်းမြို့နယ်လောင်းလုံးမြို့နယ်ရေဖြူမြို့နယ်တွေမှာရှိတဲ့ မြို့နယ်အလိုက်ပကပတွေပူပေါင်းပြီးတဝဲခိုင်တပေါင်းစုကိုစတင်ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလိုဖွဲ့စည်းလိုက်တဲ့တဝဲခိုင်တပေါင်းစုဟာတဝဲခိုင်အတွင်းမှာရှိတဲ့လက်နက်ကင်တော်လန်ရဲ့အင်အားစုတွေအားလုံးနဲ့ချိတ်ဆက်ဆောင်ရွက်ပြီးတော့အမေတခုတဲ့အောက်မှာသာပူပေါင်းတိုက်ပွဲဝင်နိုင်မှုအတွက်စုပေါင်းအားနဲ့အကြံဖတ်စစ်ကောင်စီတပ်ကိုတွန်းလှန်တိုက်ခိုက်မယ်မြေပြင်တိုက်ပွဲတွေလည်းဖော်ဆောင်သွားမှာဖြစ်တယ်လို့တဝဲခိုင်တပေါင်းစုဗျူဟာမှုကပြောထားပါတယ်ခင်ဗျ။ဒီတခါမကွေးတိုင်းဘက်မှာတော့ စိတ်ဖြူမြို့နယ်မှာကပ္ပစာ22ကထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လာရေးပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချေမှုမှုအတွင်စေကောင်စီတပ်သား6ဦးကတော့အသီးသီးတိတ်ကုန်ကြပြန်ပြီလို့မကွေးတိုင်းပကဖရင်းနသား UFOs တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါရတယ်။နိုဝင်ဘာလ23ရက်နေ့ကပဲမြင်းကြံမြို့ကပ္ပစာ22ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လာရေးပူပေါင်းတပ်တွေကဆယ်မိုင်လမ်းစုံနဲ့စိတ်ဖြူမြို့အကြားရောက်တဲ့အချိန် ဖြတ်အပြင်းမိုင်းတွေပါအုံပြုပြီးကြားဖြတ်တိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကမိုင်းမိတဲ့သူရောပြစ်ခတ်မှုအတွင်းမှာပါစစ်သား6ဦးဟာအသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားတယ်လို့မကွေးတိုင်းပကဖရင်နတာ UFO စတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျတဖက်မှာလည်းဘကိုးတိုင်းလက်ပဒန်းမြို့နယ်ကပါရကုန်း yes ကန်ကိုတော်လန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်တဲ့အချိန် စစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုပါလမ်းကနေကြပြတ်တက်ခိုက်မှုအတွင်စေကောင်စီဝင်၈ဦးကတော့အတီးတီးတေကုန်ကြပြီလို့တရားဝတီခိုင် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။နိုဝင်ဘာလ22ရက်နေ့ကပဲလက်ဗရန်မြို့နယ်တရားကုန်း Yes ကန်ကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်တဲ့အချိန်စစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုပါတပ်ဖက်ကတော်လိုင်းတပ်တွေကနေကြပြတ်ဟန်တာတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကစစ်သား၄ဦးကတော့နေရာမှာတင်ပွဲချင်းပြီးတွေကိုသေကုန်ကြပြီးတဲ့နောက်ပြင်းထန်တရားရတဲ့သူတွေနဲ့တေသွားတဲ့သူတို့စစ်သားမပါအလောင်းတွေကိုပါကားရီပေါ်ဆွဲတင်ပြီးပြန်လှည့်ပြေးသွားကြသလိုအဲ့ဒီမှာဒဏ်ရာရသွားတဲ့စစ်သားတွေတဲကနောက်ထပ်၄ဦးပါနိုဝင်ဘာလ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲစစ်ကူနေရင်းနဲ့ထပ်ပြီးသေကုန်ကြတဲ့အကြောင်းကိုပါတိထားရတယ်လို့တာယာဝရီခံပီတီတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ Takaro yang kita ni, di ni ni lagi, di ni kau tin sepi ke apa? Cisu pi ke tu Cina